ဒေါ်လာညာကြပါခင်ဗျာဒီကနေ့ကအော်တိုဘာလ28ရက်နေ့ပါဒီနေ့ညမှာဆွေးနွေးတင်ဆက်ပေးခြင်းတဲ့အကြောင်းအရာကတော့အကြံပေးစစ်တပ်ရဲ့ခေါင်းဆောင်လူသက်ကောင်မဟာလာတို့နဲ့တသားတည်းရည်တည်ပြလိုက်တဲ့ဘောမနုပညာရှင်တွေကိုပြည်သူလူထုက social punishment လို့ခေါ်တဲ့လူမှုရေးပြစ်ဒဏ်တွေအသီးသီးချမှတ်ကုန်ကြပါပြီတချို့ဆိုလို့ရှိရင်သူတို့ရဲ့ page တွေက follow လုပ်ထားတာတွေကိုပြန်ပြီးတော့ unfollow လုပ်ကြတယ် block ကြတယ်သူတို့ပါဝင်ပတ်သက်ပြီးတော့ကြော်ညာထားတဲ့စိန်ရွှေရတနာတွေကအစ အချိုရည်စားတော့ကုန်ဒါရီယာစဝဲယူအားပေးမှုမလုပ်တော်ဘူးဆိုပြီးတော့ punishment တွေလုပ်ကြတယ်အခုဆိုလို့ရှိရင်ဓာတ်ရိုက်တောင်မဟုတ်ဘူးတွယ်ဝိုက်ပြီးတော့သူတို့ကိုအားပေးကြတဲ့ထောက်ခံတဲ့သူတွေကိုပါလူမှုရေးပြစ်ဒဏ်တွေပေးနေကြပါပြီဘလို့လဲဆိုလို့ရှိရင်အဲ့ဒီဝါဒဖြန့်စကားထဲမှာပါဝင်ခဲ့တဲ့အဓိကပါဝင်ခဲ့တဲ့နေဝင်းနေဝင်းကနေပြီးတော့သူတို့ရိုက်ကူးထားတဲ့ရုပ်ရှင်တစ်ခုကို ဒီထိုင်းနိုင်ငံမှာလာရောက်ပြီးတော့ယုံတင်ပြသနေတယ်အဲ့တော့ယုံတင်ပြသနေတာကိုကြည့်ရှုဖို့ဆိုပြီးတော့အားပေးထောက်ခံတဲ့ဒီကိုတက်ပေါ့နော်ဥတက်ပေါ့နော်ဥတက်ခေါ်တတ်ထူးအောင်နဲ့ပတ်သက်ပြီးတော့ဘန်ကောက်ကဒီဘားနဲ့ restaurant တစ်ခုကနေပြီးတော့တရားဝင်ကိုထုတ်ပြန်ကြေညာချက်ထုတ်ပြီးတော့ကို social punishment လုပ်လိုက်တာ ဖြစ်တယ်အဲ့တော့နေဝင်းတို့တွေမကတော့ဘူးနေဝင်းတို့ကိုအားပေးဖို့တွယ်ဝိုက်ပြီးတော့စီယုံကြတဲ့ သူတွေကိုပါ social punishment တွေပြုလုပ်နေကြပါပြီအဲ့တော့ဒီအကြောင်းအရာနဲ့ကျွန်တော်တို့စအောင်ပါအတိပေးကြညာချင်းကျွန်တော်တို့ one step by and resonant မိသားစုအနေနဲ့ပြည်သူလူထုကိုစန့်ကျင်သောလူပုဂ္ဂိုလ်အတိုင်းဝိုင်းနေနဲ့ပတ်သက်ဆက်နွယ်၍ပြောတဲ့ရုပ်ရှင် promotion မှာပါဝင်ခဲ့တဲ့ဥသက်ခေါ်တတ်ထူအောင်နဲ့နောက်နောက်မြည်တို့မြထမှန်ပတ်သက်တော့မြည်မဟုတ်ပဲမိမိတို့ one step by and restant sign အတွက် ရိုက်ကူးခဲ့တဲ့ဗီဒီယိုတွေကိုလည်း page ကနေဖြတ်ချခဲ့ပြီးဖြစ်ပါတယ်။နောက်နောက်တွင်လည်းပြည်သူလူထုနဲ့စန့်ကျင်သော လူပုဂ္ဂိုလ်အတိုင်းဝိုင်းနေနဲ့ပတ်သက်ဆက်နွယ်တဲ့မြည်သည့်အမှုပညာရှင်လုပ်ငန်းတွေနဲ့မှပတ်သက်ဆက်ဆံမည်မဟုတ်ကြောင်းအတိပေးအပ်ပါသည်ခမညာဆိုပြီးတော့ One Step Bar and Restaurant ဘန်ကောက်မှာရှိတဲ့စိုင်ကနေပြီးတော့ social punishment လူမှုရေးပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်အဲ့တော့ တွဲဝိုက်ပြီးတော့အားပေးတဲ့သူတွေကိုပါပြက်ပြက်သားသားနဲ့စီးပွားရေးလုပ်ငန်းရှင်တွေစိုင်းပန်ရှင်တွေကကိုယ်တိုင်ကကိုလူမှုရေးပြည်တံချမှတ်နေတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့လူမှုရေးပြည်တံကဘယ်လောက်ထိရောက်မှာလဲမင်းတို့ဒီရုပ်ရှင်ဇာတ်ကားကိုတွားမကြည့်ဘူးနှိုးစော်တယ်ဒါပေမဲ့ဒီရုပ်ရှင်ဇာတ်ကားကိုလူတွေတွားမကြည့်တာနဲ့တင်သူတို့ကစီးပွားပြတ်သွားမှာမဟုတ်ဘူးငတ်သွားမှာမဟုတ်ဘူးဆိုပြီးတော့တချို့ကလာပြီးတော့ပြောကြလိမ့်မယ်ဆိုကြလိမ့်မယ် social punishment ဆိုတာက ခင်ဗျားတို့ပတ်စံဘလောက်ရှိတယ်ပတ်စံဘလောက်ချမ်းသာတယ်ဆယ်သက်စားမကုန်15သက်စားမကုန်ဆိုတာဒီထက်ပိုပြီးတော့ဖြစ်ရောက်တယ်ဆိုတာကိုပြောချင်တာပါဒီနေရာမှာဘလို့တိောက်လဲဆိုရင်အဲ့တော့နေဝင်းနေမကဘူးနေဝင်းရဲ့မျိုးဆက်ပါနောက်တစ်ချိန်မှာနောင်ဆယ်စုနှစ်တစ်ခုကြာသည်နှစ်ခုကြာသည်ရှိလာတဲ့အချိန်မှာသူ့ရဲ့မျိုးဆက်ကအရွယ်ရောက်လာတဲ့အချိန်မှာအခု2025ကာလမှာပြည်သူလူထုကိုအနေနဲ့အဲရဲမှာရှိတဲ့မြန်မာပြည်မှာရှိတဲ့ပြည်သူလူထုကိုနေစဉ်နဲ့အမျှ ဘုံကျဲတက်ဖြတ်နေတဲ့တရက်မှမနာဘဲနဲ့တက်ဖြတ်နေတဲ့မအားလာတို့နဲ့တဖက်ထဲမှာယက်တည်ပြီးတော့မင်းအဖေကတော့မင်းဦးလေးကတော့မင်းအတော်ကတော့မင်းအမေကတော့ဒီလိုမျိုးယက်တည်ပြီးတော့ဝါဒဖြန့်ပေးခဲ့ကြတယ်တသားတည်းပါအထူးတူပါပဲဆိုပြီးတော့ယက်တည်ပေးခဲ့ကြတဲ့လူဖြစ်တယ်ဆိုတဲ့စကားတန်မျိုးအဲ့တော့သူတို့မျိုးဆက်တွေကြီးပြင်းလာတဲ့အခါမျိုးဆက်တွေလူအတိုင်းဝိုင်းမှာကျင်လည်ရတဲ့အခါမှာဒီလိုမျိုးအကြည့် ီလိုမျိုးအပျော်ဒီလိုမျိုးလူမှုအတိုင်းဝိုင်းကနေပြီးတော့ဖဲခြင်းမှုကိုခံရရင်ဘလောက်ထိရင်ထဲမှာ ခံစားရမလဲဆိုတာကိုကျွန်တော်တို့ပြသခြင်းသာပါတို့ရဲ့ပစ္စည်းဥစ္စာတွေချမ်းသာတာဘလောက်ထိစေသက်55သက်စားမကုန်တာကျွန်တော်တို့စိတ်မဝင်စားပါဘူးတို့ရှေ့မှာလည်းကြည်ပါတန်းရှူပဲဖြစ်ဖြစ်နေဝင်းပဲဖြစ်ဖြစ်ဒီလိုမျိုးလူမှုအပေါ်မှာလူမှုအပေါ်မှာယုံမာခဲ့တဲ့ကောင်တွေ ရုပ်ကန်းခဲ့တဲ့ကောင်တွေသူတို့ဆယ်သက်15သက်စားမကုန်သည်ရှိစေုံလူတို့ကြားထဲမှာခေါင်းပေါရင်ကော့ပြီးတော့သူတို့မျိုးဆက်တွေကနေနိုင်ရဲ့လားဘယ်နေရာမှာပဲဖြစ်ဖြစ်ဒီအာနာယူတွေရဲ့မြေးတွေဒီအာနာယူတွေရဲ့သားသမီးတွေလူတို့ပေါ်မှာရက်ဆက်ခဲ့တဲ့ဒီကောင်တွေဒီကောင်မတွေရဲ့မျိုးဆက်တွေပါဆိုရဲအကြည့်အကြည့်နေတယ်သူတို့ရဲ့မျိုးဆက်ကလူတို့ကြားမှာဘလို့မျိုးဖြတ်တန်းမလဲဆိုတာကိုကျွန်တော်တို့စိတ်ဝင်စားတာပါဒါကြောင့်မို့လို့ကျွန်တော်တို့မေ့မပစ်ပါဘူး ဒါမျိုးတွေကိုပြောရင်းနဲ့ကျွန်တော်တို့မှတ်တမ်းတင်ထားတာဖြစ်ပါတယ်အဲ့တော့ကျူးလွန်ခဲ့တဲ့ဖောက်ဖျက်ခဲ့တဲ့ဒီတမိုင်းကြောင်းဆိုင်ရာလူမှုပေါ်မှာစော်ကားမှုတွေက10နှစ်ကြာရင်ပျောက်သွားမှာ15နှစ်ကြာရင်ပျောက်သွားမှာ3-4နှစ်နေမေ့သွားမှာပါဆိုတဲ့ကိစ္စမျိုးတွေမဟုတ်ပါဘူးအခုခေတ်ကဆိုရှယ်မီဒီယာလူမှုပလက်ဖောင်းတွေပေါ်မှာဒီမှတ်တမ်းမှတ်ရာတွေကကြံရစ်ခဲ့မှာဖြစ်တဲ့အတွက်ပို့ပြီးတော့တော့ မေ့သွားဖို့ခက်တဲ့အကြောင်းအရာတွေပါအဲ့တော့မျိုးဆက်အလိုက်လူမှုအတိုင်းဝိုင်းကပေးတဲ့ပြစ်ဒဏ်ကိုခံကြရမှာဖြစ်ပါတယ်အဲ့တော့အရေးကြီးပါတယ်မာလာလက်အောက်မှာတနတ်တလက်ကင်ပြီးတော့ပြည်သူကိုတတ်ဖြတ်နေတဲ့စစ်သားတယောက်ထပ်ပို့ပြီးတော့ကြီးလေးတဲ့ပြစ်ဒဏ်တွေသူတို့မှာရှိပါတယ်မာလာလက်အောက်မှာတနတ်တလက်ကင်ပြီးတော့လူလူကိုစော်ကားအနိုင်ကျင့်နေတဲ့ကျင်းစားစစ်သားတွေတာဝန်ထမ်းနေတဲ့ စစ်သားတွေထက်စစ်သားတွေရဲ့အပြစ်ထက်ဒီကောင်နေအခုဘောမအမှုပညာရှင်တွေရဲ့အပြစ်က ပိုပြီးတော့ကြီးလေးပါတယ်။ဘာကြောင့်လဲဆိုရင် ကြီးစံတထောင်တနက်တစ်ချက်ထက်အဲ့ဒီဝါဒလှိုင်းလုံးလူမှုအပေါ်မှာဝေဝေဝါဝါဖြစ်သွားအောင် လူမှုကိုစော်ကားလိုက်တဲ့စကားလုံးတွေလူမှုကိုအယူဆလွဲမှားသွားအောင်မဟာအလာတို့ ਨੇ တသားတဲ့ယက်တီကူညီပေးခဲ့တဲ့ပြစ်ဒဏ်ကပိုပြီးတော့ ကြီးပါတယ်အဲ့တော့ကြည်စံတွေဓာတ်သွားတွေထက် အခုလိုမျိုးဝါရဖြန့်ချီရေးဆိုတဲ့အကြောင်းအရာက ပူပြီးတော့ပြစ်ဒဏ်ကြီးမားပါတယ်ပူပြီးတော့နက်နက်ရှိုင်းရှိုင်းလူလူကိုဖျက်ဆီးရရောက်ပါတယ်အဲ့တော့ခစ်တလျှောက်လုံးမှာ အာနာရှင်တွေစစ်အာနာရှင်တွေက လူလူကိုတခုပဲလုတ်ခဲ့တယ်ဝါရမှိုင်းတွင်းခဲ့တယ်ပညာမတတ်အောင် လုတ်ခဲ့တယ်တနည်းအားဖြင့်ဆိုရင်လုံးဝမတွေးတော့အောင်လုံးဝမတွေးတတ်တော့အောင် လုတ်ခဲ့ကြတယ်ပညာရေးကိုဖိနှိပ်တယ်ပညာရေးကိုဟိုးအောက်ထိနှိမ့်ကြသွားအောင် စင်ဆက်မပြတ်ဖိနှိပ်ခဲ့တယ်အဲ့တော့နည်းနည်းလေးတွေးပြီဆိုရင်တော့အတွေးမှာအလွဲမှာအယူဆအမှားတွေဖြစ်အောင်ခေါင်းထဲမှာရိုက်ထည့်ကြတယ်ဝါရဖြန့်နိုင်ငံပိုင်ဝါရဖြန့်ယူတန်တွေကတဆင့်နေ့စဉ်နဲ့အမျှရိုက်ထည့်ကြတယ်နောက်တဆင့်လူလူကချစ်ခင်ပါတယ်အားပေးပါတယ်လူလူရင်ဘတ်ထဲမှာရှိတယ်လူလူချစ်တဲ့ အမှုပညာရှင်တွေကိုတုံးပြီးတော့ဝါဒဖြန့်မှိုင်းတွေကိုရိုက်ထည့်ပါတယ်နောက်တစ်ခါဘာသာရေးကောင်းဆောင်တွေကိုတုံးပြီးတော့မှိုင်းတွေကိုရိုက်ထည့်ပါတယ်ကျွန်တော်တို့ကသူတို့ပြောလို့လောက်ရတာပါ သူတို့ခိုင်းလို့လောက်ရတာပါဆိုပေမဲ့အဲ့လိုမျိုးအကြောင်းပြချက်တွေပေးလို့ရပေမဲ့သူတို့လုတ်လိုက်တဲ့အကြောင်းအရာကြီးကဘလောက်ထိမျိုးဆက်တစ်ဆက်လုံးလူလူရဲ့အတွေးခေါ်နဲ့ပတ်သက်ပြီးတော့ရိုင်နေသွားအောင် အတွေးမှားအယူမှားတွေ ဖြစ်သွားအောင်လုပ်လိုက်တဲ့ကိစ္စကြီးဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ social punishment ကတော့မဖြစ်မနေကိုလုပ်ကြရမှာပါ။ပြောတဲ့အတိုင်းပဲအခုဆိုလို့ရှိရင်အဲလုပ်ငန်းရှင်တွေကိုယ်တိုင်ကကို social punishment ကိုလက်တူကြီးကြကြလှုပ်ဆောင်နေကြပါပြီ။ကျွန်တော်ထင်ပါတယ်တော်လှန်ပြည်သူတွေကလည်းသူတို့နဲ့ပတ်သက်ပြီးတော့ယတိပြက်အခုဆိုလိုင်းပေါ်မှာဒီ2ရက်3ရက်အတွင်းမှာဒီကောင်လေးအကောင့်ကို follow အနိုင်ဆုံး follow လုပ်ထားမိတယ်။ follow လုပ်တယ်ဆိုတာအားပေးတာပေါ့ဗျာ။ထောက်ခံတယ်။မင်းရဲ့ တရုတ်ဆောင်ချက်တွေမင်းရဲ့ထုတ်ကုန်တွေမင်းရဲ့ထွက်လာမဲ့အရာတွေငါတို့စောင့်ကြည့်မယ်ဆိုပြီးတော့ social media မှာဆို follow လုပ်ထားတဲ့ follow ကိုတော့ unfollow ပြန်လုပ်မယ်လုံးဝမကြည့်တော့ဘူးမင်းနဲ့ပတ်သက်လာတာငါမျက်စိရှိမှပေါ်လာတာလုံးဝမလိုချင်တော့ဘူးဆိုတဲ့အနေအဆုံးအစဉ် unfollow လုပ်ကြတယ်နောက်တစ်ဆင့်သူတို့နဲ့ပတ်သက်ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေသူတို့နဲ့ပတ်သက်ဆက်နွယ်သမျှထုတ်ကုန်တွေရုပ်ရှင်တွေရုပ်တံတွေတချင်းတွေဒါတွေအားလုံးကိုမကြည့်တော့ဘူးနားမထောင်တော့ဘူးမသုံးစွဲတော့ဘူးဆိုပြီးတော့လုပ်နေကြပါပြီဒါကအင်မတန်ထိရောက်ပါတယ် အင်မတန်အကျိုးရှိတဲ့လုပ်ရပါအဲ့တော့လူဒုနဲ့တသားတဲ့မရက်တည်တဲ့သူတွေလူဒုကိုစော်ကားတဲ့သူတွေအတွက် ပြစ်ဒဏ်ကောင်းကောင်းမွန်မွန်ကိုကျွန်တော်တို့ချမှတ်ရပါမယ်အဲ့တော့ပြစ်ဒဏ်ကတဦးစီကချမှတ်လို့ရတာပါအားလုံးထားပါတော့ NUG ကနေပြစ်ဒဏ်ချမှတ်လိုက်တယ်ဆိုတဲ့ဟာမျိုးကြီးမဟုတ်ပါဘူးဟိုဘယ်တက်ဖွဲ့ရတော့ပြစ်ဒဏ်ကြီးချမှတ်လိုက်ပြီဆိုတဲ့ဟာမျိုးကြီးမဟုတ်ပါဘူးကျွန်တော်တို့တဦးတယောက်စီကအားမပေးခြင်းဖြစ်လူမှုရေးပြစ်ဒဏ်ပေးခြင်းဖြစ် လုံးဝအားမပေးတော့ဘူးလုံးဝမကြည့်ရှုတော့ဘူးဆိုတဲ့တယောက်ချင်းစီက ပါဝင်ပတ်သက်ပြီးတော့ပြစ်ဒဏ်ပေးလို့ရတဲ့ social punishment လူမှုရေးပြစ်ဒဏ်ကြီးဖြစ်ပါတယ်အဲ့တော့ဒီပြစ်ဒဏ်ကြီးကိုလည်းအခုဘန်ကောက်မှာရှိတဲ့လလောလက်လက်အဲဒီနေဝင်ပါဝင်တည်ဆောင်ထားတဲ့ရုပ်ရှင်ကားကလည်းဘန်ကောက်မှာပြသနေတာဖြစ်တဲ့အတွက်ဒီကားကိုလုံးဝမကြည့်ဖို့ကြည့်ဖို့နှိုးဆော်တဲ့သူကိုတော့မှအခုလိုမျိုးလူမှုရေးပြစ်ဒဏ်ပေးနေတာဖြစ်ပါတယ်ခုနကကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲဒီပြစ်ဒဏ်ကလည်းကိုယ်တိုင်တဦးတယောက်ချင်းစီပြည်သူလူထုတဦးတယောက်ချင်းစီကပေးလို့ရတဲ့ ပြစ်ဒဏ်ဖြစ်ပါတယ်အင်မတန်မှသဘောကျပါတယ်ကျွန်တော်တို့ဒီဒီစားတောက်ဆိုင်ဘားနဲ့ဒီစားတောက်ဆိုင်ဘက်ကောက်မှာရှိတဲ့စားတောက်ဆိုင်ကိုလည်းအင်မတန်မှချီးကျူးပါတယ်အခုလိုမျိုးကာလမှာလူလူဘက်ကနေရက်တီပြီးတော့ဒီလိုမျိုးလူတွေဒီလိုမျိုးလူတွေကိုလူမှုရေးပြစ်ဒဏ်ပေးလိုက်ခြင်းကတကယ်ကောင်းမွန်တဲ့အရာပါအဲ့တော့မှတ်ချက်တွေမှာလည်းအဲတခါမှမရောက်ဘူးတဲ့ဒီ post လေးတွေ့တော့ရောက်အောင်လာပြီးတော့အားပေးဦးမယ်ဗျာဆိုပြီးလူတို့ကလည်းအဲတကယ်ကိုအားပေးနေကြပါတယ် အပေါ်ယံပေါ်ပင်သမားတွေကိုတေချာခါထုတ်ပေးပါတဲ့ဆိုင်ရှင်ဒီထက်မကကြီးဝါပါစေတဲ့တချို့ကလည်းဆိုင်ကိုအားပေးရကျိုးနဲ့သွားပြီဗျာဆိုပြီးပြောနေကြတယ်ရှင်တို့ပြောနေတဲ့ဆယ်လီကိုသက်ဆိုလားဘာလားတော့မသိဘူးစာလုံးပေါင်းမမှန်တာပဲတည်တယ်တခါမှမမှန်ဘူးတဲ့ကျွန်တော်လည်းမသိဘူးဗျာဥပွင့်လင်းလေးဝင်ခံတာကိုသက်ဆိုတာဘယ်လိုဆယ်လီကိုသက်ဘယ်လိုမျိုးလူလဲကျွန်တော်ဖျက်ပေးပေးကြမ်းပေးပါတခါမှသူ့ကိုမတွေ့ဘူးဒီမှာဟိုထိုင်းရောက်မြန်မာတွေကြားမှာတော့တော်တော်နာမည်ကြီးမဲ့ အနေထားမျိုးရှိမှထင်တယ်အဲ့တော့လေးစားပါလေဒီဆိုင်ရှင်မျိုးတိချက်ပို့ပြီးတော့အောင်မြင်ပါစေတဲ့ဒီလိုဖြစ်နေရမယ်တဲ့อืมတကယ်အားလုံးကအားပေးနေကြတာပါပြည်သူရဲ့ဒီဆိုင်ရဲ့မှန်ကန်တဲ့လုပ်ရက်လက်တွေ့ကြတဲ့ social punishment လူမှုရေးပြစ်ဒဏ်ကို လက်တွေကြကြပြုလုပ်လိုက်တာ ဖြစ်တဲ့အတွက်လူလူကလည်းအားပေးနေကြပါတယ်အဲမလာနိုင်သေးဘူးလေဒါပေမဲ့အဲ့ဒီဆိုင်ကို follow လုပ်ထားတယ်ရောက်အောင်လာခဲ့မယ်ဆိုပြီးအဲ့တော့ဒါကအမှန်တရားတဲ့အေလိုးတွေကကုမီတာစုအစဉ်ပြေရင်ပြီးရောဆိုပြီးတော့လုံနေကြတာတဲ့အဲ့တော့အားလုံးကတော့ ဒီတစ်ခေါက်အဲ့ဒီခုနပြောတဲ့ဘောမအနုပညာရှင်တွေမဟာလာတို့ ਨੇ တသားတည်းရက်တီသွားမှုကိုအသားတွေကတဆက်ဆက်နာကြီးရပါတယ်တကယ်လဲထိတ်တန်းမင်းသားတွေဖြစ်တဲ့တသက်လုံးကနေပြီးတော့အားပေးလာကြရတဲ့မင်းသားမင်းသမီးတွေဖြစ်တယ်တချို့ကတော့သူတို့အားမပေးကြဘူးဟိုသူတို့ follow မလုပ်ထားမိလို့တော်သေးတယ်ဆိုပြီးတော့ပြောကြတဲ့သူတွေလည်းရှိတာပေါ့ဒါပေမဲ့အများစုကတော့ အားပေးကြတဲ့ထိတ်တန်းမင်းသားတွေဖြစ်တဲ့နေဝင်းဆိုတဲ့ကောင်ဆိုရင်လည်းအာနာသိမ့်ပြီးတော့နောက်ပိုင်းမှာတကယ်ရှမ်းရှမ်းတောက်ဟိုးဟုံတောက်အဲဖြစ်လာတဲ့အခြေအနေမျိုးဖြစ်လာတဲ့ကောင်ဆိုတော့တော်တော်များများအားပေးကြတယ်အဲ့တော့ဒီနေရာမှာဗျကျွန်တော်တို့ကသူတစ်ပါးကိုချိုးချိုးနေနေနဲ့သူ့ဟာသူ ဟိုဘာမှသွားပြီးတော့တချင်းဆိုတခြားရုပ်ရှင်မဖြစ်မနေရရမယ်ကိစ္စတွေအဲဟာတာကားတွေပဲဖြစ်ဖြစ်ပေါ်ကားလိုပဲပြောပြောဘယ်လိုပဲပြောပြောအဲ့လိုမျိုးတွေလုံနေတော့ကပြည်သူကဒီလိုမျိုးကြီးထပြီးတော့အတင်းကာယောကြီးဟိုဘိုက်ကောလောက်ရမယ်အတင်းကာယောကြီးဒီကောင်တွေကိုလုံးဝအားမပေးတော့ဘူးဆိုဘယ်သူမှလည်းမလုပ်ခဲ့ကြပါဘူးသူကသူပုံမှန်လေးရိုက်နေတယ်တခြားဟိုဝါရဖြန့်ချီရေးနဲ့မပတ်သက်တဲ့ကိစ္စတွေတခြားသူကသူပုံမှန်လေးလုပ်နေတဲ့ကိစ္စတွေဆိုပြည်သူတွေကအများကြီးစောင်းပေးပြီးတော့မပြောပါဘူးဒါပေမဲ့တော်လိုင်းရေးကိုတိုက်ရိုက်ကြီး ထိတွေ့လာတဲ့ခုလိုမျိုးဟိုမဟာလာကသူ့ရဲ့တရားဝင်မှုကိုအင်မတန်လိုချင်နေတဲ့ကာလနိုင်ငံတကာကိုလည်းပြသခြင်းတဲ့ကာလမဖြစ်မနေလုံးမဲ့ရွေးကောက်ပွဲရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဝါဒဖြန့်ချီမှုတိတိကျကျတာမရှိတော့ဘူးဒီ ကာလမှာနိုင်ငံရေးကိုတုံ့တက်မဲ့အခြေအနေတွေကိုဟိုမေ့မထားဘူးပြစ်မထားဘူးမျက်ွယ်ပြုတ်မထားဘူးဆိုလို့ရှိရင်ဒီကာလကအင်မတန်မှအရေးကြီးတဲ့ကာလဆိုတာကိုတော့တော်တော်လေးဟိုအများစုကသိကြတယ်အဲ့တော့2021မှာဟိုကိုရင်ရန်ချမ်းရေးထားတယ်ပဲအားလုံးကဆန္ဒပြဘူးတဲ့သူတွေလက်တုံးချောင်းထောင်ဘူးတဲ့သူတွေပဲဖြစ်တယ်ဆိုတော့အဲ့ဒီလောက်သိထားရင်ကိုတော့မှဒီကာလကဘယ်လောက်ထိအရေးကြီးနေတဲ့ကာလဆိုတာကိုစဉ်းစားသုံးသပ်ကြည့်လို့ရတယ်အဲ့တော့ဒီလိုအရေးကြီးနေတဲ့ကာလမှာဘက်နှစ်ဖက်ကိုအလေးတာသွားမဲ့ဘက်တစ်ဖက်ကနေပြီးတော့ င်မတန် NRA ကြီးတဲ့ဘတ်တဖတ်ဆိုတာလဲအားလုံးကတိနေတဲ့ကာလမျိုးမှာအဲ့ဒီဘက်မှာအလေးသွားပြီးတော့တာပေးလိုက်ကြတယ်မအားလဘက်မှာတသားတည်းပါဆိုပြီးတော့ရက်ဒီပေးလိုက်ကြတယ်အဲ့တော့နီးရဓာတ်ကိုကြောက်နေရတာပါသူတို့ကအတီးခေါ်ခိုင်းလို့အတင်းကြီးကိုတေးဥဆောင်ခိုင်းလို့လောက်ရတာပါဆိုတော့စင်ကြီးမျိုးလောက်နေတော့ဒီကာလမှာမလုံလောက်ပါဘူးအဲ့တော့လူတိုင်းလူတိုင်းကကိုစီကိုစီဘဝတွေစုပ်ပြတ်တတ်နေအောင်ရုန်းကန်နေရတဲ့ကာလ ဆုပ်ပြတ်တတ်နေအောင်တချို့ဆိုလို့ရှိရင်ပြန်မစုံနိုင်ကြတော့ဘူးမိသားစုတချို့ဆိုလို့ရှိရင်အသက်ခြေလက်ခန္ဓာကိုယ်အစိပ်ပိုင်းအဲလိုသူတို့ရဲ့နာမည်ငွေကြေးဒီလိုမျိုးကိစ္စတွေလောက်ကိုတော့ဟိုချချပြီးတော့မရင်းခဲ့ဘူးဆိုတာလည်းကျွန်တော်တို့သိတယ်ဒါပေမဲ့ဒီကာလကြီးမှာဒီလောက်တိဟိုဘတ်တဖက်ပေါ်မှာအလေးပေးပြီးတော့ဟိုပြူပြူပြဲပြဲကြီးချပြလောက်ရတဲ့အထီကိုပါဝင်သွားတာကြီးကတော့လူတို့ရဲ့ခွင့်မလွန်နိုင်ဖရာအကြောင်းအရာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့လူလူကလည်း အဲ့လိုမျိုးအခြေအနေကြောင့်အခုလိုမျိုး social punishment ပြုလို့လိုက်ကြခြင်းဖြစ်တယ်အဲ့တော့ခုနကကျွန်တော်အဆဆာချင်းပြောခဲ့တယ်လို့မျိုးပါပဲမလာလက်အောက်မှာတာဝန်ထမ်းဆောင်နေကြတဲ့စစ်သားတွေစစ်ခွေးတွေကြီးစံတွေတနတ်တွေထက်ပူပြီးတော့နက်နက်ရှိုင်းရှိုင်းထိတယ်နက်နက်ရှိုင်းရှိုင်းခစ်စနစ်တစ်ခုမှာနက်နက်ရှိုင်းရှိုင်းအေးပါဆုံးဝါရဖြန့်ချီမှုမှာရက်တီပေးလိုက်ကြတာဖြစ်တဲ့အတွက်လူလူကအခုလောက်ထိ လူမှုရေးပြစ်ဒဏ်ကိုပြုလုပ်ကြခြင်းဖြစ်တယ်အဲ့တော့လူတို့ကမုံသွားပြီလူတို့ကိုစော်ကားပြီဆိုရင်တော့လူတို့ကချမှတ်တဲ့လူတို့တယောက်စီကချမှတ်တဲ့ပြစ်ဒဏ်ကိုမျိုးဆက်အလိုက်ရဲရဲကြီးသာခံယူပေတော့ဆိုပြီးတော့ဒီနေရာကနေပြောဆိုခြင်းပါတယ်ဆွေးနွေးခြင်းပါတယ်သုံးသပ်ခြင်းပါတယ်ခင်ဗျာ